အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစည်းအဝေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောဒီလေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုံမကောင်းတောင်းပေးလိုက်ရပါတယ်။အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာဒါကျွန်တော်လက်ရှိမှာစိတ်ဝင်စားဖို့ကောင်းတဲ့အပြောင်းရွှေ့ကတော့တော်တော်လေးကိုရှိလာခဲ့ပြီလို့ပြောလို့ရမယ်ဒီမှာပါပါတယ်။အဲ့ဒီအပြောင်းရွှေ့ကဒါကျွန်တော်လက်ရှိ Arsenal အသင်းရဲ့အပြောင်းရွှေ့ပေါ့နော်။ Arsenal အသင်းနေအခုလက်ရှိဒီအပြောင်းရွှေ့မှာဒါတို့အနေနဲ့တိုက်စစ်မှုကိစ္စမှာတော်တော်လေးကိုဒါကျွန်တော်တို့ရှေ့တူးရမလို့နောက်ဆုတ်ရမလို့ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတာကိုကျွန်တော်တို့ဒါတွေ့ရမယ်ဒီမှာပါပါတယ်။ ဲ့တော့ဒီအပြောင်းရွှေ့တွေမှာဒါအာစနိုသင်းဘလူဒီလုံနေလေတဘာဒီဖြစ်နေလဲဆိုတော့ကျွန်တော်နည်းနည်းပြောအောင်အဲ့တော့တချို့မှာ အာစတိုသင်းကတာကျွန်တော်ရူရီကိုနဲ့ပတ်သက်ပြီး update တွေလည်းထပ်ပြီးတက်တယ်ဒါကျွန်တော်အာစတိုသင်းနဲ့ဒါတောင်ပံကိုလည်းငွေ3လာနိုင်တယ်ဆိုတဲ့သတင်းတွေလည်းဆက်ပြီးတက်လာခဲ့ပြီဖြစ်တယ်အဲ့တော့အဲ့ဒီကိစ္စကြီးလည်းတော့ဒါကျွန်တော် detail တွေကိုပြန်ပြောအောင်အဲ့တော့အာစတိုသင်းနဲ့ခုလက်ရှိအပြောင်းရွှေ့မှာဒါကျွန်တော်တို့ဘာဒီဖြစ်နေလဲ နောက်ဆုံး update ရဆိုတော့ Arsenal တင်းနဲ့ Sesco အပြောင်းရွှေ့ကိုတော့ let shot ဘူးတော့တဖြည်းဖြည်းနဲ့ရာဂိုင်းနှုံများလာခဲ့ပြီဆိုတဲ့ပုံစံမျိုးကိုဒါတွေ့လာခဲ့ရနေတာရောက်လာခဲ့ပြီ။ဘာကြောင့်ဒီလိုပြောရလဲ။တစ်ဖက်ကတော့ RB Leipzig နဲ့ဒါကျွန်တော်တို့ဒါ Arsenal တင်းနဲ့တောက်လျှောက်ဆွေးနွေးမှုတွေကဒါတော်တော်လေးကို လမ်းပေါက်ခဲ့ပြီလို့ထင်ထားခဲ့ပေမဲ့တကယ်တမ်းနင်းလားငါလားဟိဆိုတဲ့ movement တွေမှာတော့ဒါရှေ့မရောက်ခဲ့ဘူးလို့ပြောလို့ရတယ်။ဒါ RB Live Set ရဲ့လက်ရှိအခြေအနေတွေရတာကျွန်တော်တို့ပထမကတော့ကျွန်တော်ကစားသမားအနေနဲ့ပုံကူကြီးရသဘောတူညီမှုရထားတဲ့ Arsenal အသင်းအနေနဲ့အခုလက်ရှိဖြစ်ပျက်ထားတဲ့ပြဿနာကဘာဖြစ်လာလဲဆိုတော့ Sesko ကိုတိုင်ကဒါကျွန်တော်တို့အာ Sorry ဘက်ကကမ်းလှမ်းမှုတွေများလာတဲ့အချိန်မှာသူ့ရဲ့လောက်ခလာစားရဲ့ demand တွေကလည်းဖြည်းဖြည်းများလာခဲ့တယ်။အဲ့တော့ ကျွန်တော်ပြောခဲ့ပါတယ်ခင်ဗျားတို့ Sasco Gudan ကဒါကျွန်တော်မနစ်ကစောင်းရသည်ဟိုမနစ်ကနူရသည်အပြောင်းရွှေ့မှာကလေးက Arsenal အသင်းကိုတကွက်ပြသွားခဲ့ကျွန်တော်တိတ်မကြိုက်ဘူးဆိုပြောခဲ့တယ်ဒါပေမဲ့ တကယ်တမ်းမှာပြောလို့ပထမသူလိမ်မာတလူလူဘာလူလူဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တွေ့ခဲ့ရတယ်။ဒါကတော့အာစနယ်သားပြန်လာခဲ့မယ်ဆိုသူအနေနဲ့ဒါကျွန်တော်ပြန်ပြီးတော့ဒါကစားသမားတယောက်အနေနဲ့သူအနေနဲ့လက်ခံသွားမယ်ဆိုတဲ့ပုံစံမျိုးသူသွားခဲ့တယ်။ဒါပေမဲ့တကယ်လည်းမလဲတရားတော့လက်ရှိမှာ Tier 1 journalist တွေပုံစံအရဆိုတော့လက်ကလေးလက်ခံသွားခဲ့တဲ့အနေအထားတစ်ခုမှရှိပါတယ်။ဒါပေမဲ့တကယ်တမ်းနင်းလားငါလားဟိဆိုတဲ့ movement မှာဒါတစ်ဖက်က Saudi ရဲ့ကန့်လန့်မှုတွေလည်းရောက်လာအောင်အကောင်လေးကတဖြည်းဖြည်းနဲ့အချိုးပြောင်းသွားခဲ့တယ်ပေါ့နော်။အဲ့တော့ဒီအချိုးပြောင်းမှုတွေကအဓိကတော့ဟိုနကပတ်စံပါပဲ။တစ်ဖက်ကဒါကျွန်တော်တို့လက်ရှိအသင်းအနေနဲ့ကောအသင်းလိုက်အနေနဲ့ကောဒါကျွန်တော်အာစတိုသင်းနဲ့ ်သူတို့အနေနဲ့ဒါဖြစ်နိုင်တဲ့ budget ပြီးမှာပဲ sorry ကတော့ခုနကပြောလက်ရှိမှာ sorry ရဲ့ objective နဲ့ arsenal objective ကတူတာမဟုတ်ဘူးဒါကိုသွားပြီးသွားတန်းညတချို့လူတွေကြတာဟာဘာလို့ပတ်စံပေးပတ်စံကပေးကျင်နိုင်ပေးလို့ရတယ်ဒါကျွန်တော်တို့လွယ်လွယ်ပြောတော့ကျွန်တော်တို့ကိုယ်တိုင်ကဒါပြိတ္တအနေနဲ့မှုလို့ဒါကျွန်တော်တို့ထားပါဗျာဟုတ်တယ်မှာကျွန်တော်ပြိတ္တအနေနဲ့ဒါအားမလို့အားမရဖြစ်တယ်ဆိုတာဒါလက်ခံလို့ရတဲ့အနေထားတစ်ခုရှိတယ် right မှန်တယ်ဒါပေမဲ့အသင်းသင်းအနေနဲ့တွတ်မယ်ဆိုခင်ဗျာမတန်တာကြီးဘာလို့သွားပေးနေမှာလဲ ဟုတ်တယ် Sasco လိုအပ်ချက်ရတာ Astro တင်တိုက်စစ်မူနေထားရတာကြောင့်လိုအပ်ချက်တွေရှိတယ်။ဒါပေမဲ့ Sasco ကိုယ်တိုင်ကခုလက်ရှိမှာဒါကျွန်တော်အချိုးပြောင်းသွားတဲ့ပြဿနာကဘာဖြစ်လာလဲဆိုတော့အားမှာတော့ solid ကန်လတ်မှုတွေရှိတယ်။ solid ကန်လတ်မှုကဒီလောက်ထိပေးနေတယ်။မင်းဒီလောက်ထိပေးနိုင်လားဆိုတဲ့ပုံစံမျိုးတွေကဒါ wage demand တွေရောက်လာတဲ့အချိန်မှာဒါတော်တော်လေးအဆင်မပြေတော့ဒီတိုင်းမဲ့တာလက်ရှိမှာ RB Leipzig ကဒီချိုးချိုးတယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့ sorry ကငါတို့ကိုစိတ်ဝင်စားနေတာ။ sorry ငါတို့ကြိုက်နေတာအဲ့တော့ခုနကပြောလို့ arsenal တင်းတယ်လူလက်ရှိမှာဒီပြောင်းရွှေ့မှာဒါခုနကပြောလို့ပဲငါတို့ကြိုက်စီမပြေဘူးဆိုရင်ဒီကစားသမားကိုမရအောင်အဲ့တော့ ပြဿနာအားလည်းဗျာနော်ကျွန်တော်လက်ရှိမှာအာဆုံသင်းနဲ့တိုက်စစ်မှာ market မှာလည်းဒါအာဆုံသင်းတွေကနှစ်ယောက်ပဲကျန်တော့တယ် Victor Kayogres နဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ Sesco အဲ့တော့ Sesco ဘက်ကလည်းလက်ရှိမှာဒါကျွန်တော်တို့ကစားသမားဘက်ကလည်းအချိုးတွေပြောင်းလာတယ်ဒါဒါပြင်ကျွန်တော်တို့ဒါ AB Leipzig ဘက်ကလည်းဒါတော်တော်လေးကိုအဆင်မပြေဖြစ်လာတဲ့တမှာပါအဲ့တော့ AB Leipzig ကအခုလက်ရှိမှာသူတို့အနေနဲ့ပေါင်ယူရိုတန်း90ကိုတပြားမှမလျှော့တဲ့အနေအထားတစ်ခုကျွန်တော်တဖြည်းဖြည်းနဲ့တွေ့လာခဲ့ရတယ်ဒါကပြန်တွေးကြည့်မှာတော်တော်လေးကိုအဆိုးဘက်ရောက်တဲ့အနေအထားတစ်ခုလို့ကျွန်တော်အနေနဲ့ပုံကူရေးရကျွန်တော်မြင်တယ်အဲ့တော့အာဆုံသင်းနဲ့အခုလက်ရှိမှာ Benjamin Sesco ရဲ့အပြောင်းအရွှေ့ကိုတော့မကြခင်မှာလက်လျှော့တော့မယ်ဆိုတဲ့ပုံ ံစံမျိုးတွေကိုတဖြည်းဖြည်းနဲ့ဒါတက်လာခဲ့တဲ့ဆွဲသတင်းတွေထွက်ပေါ်လာခဲ့တယ်ပေါ့နော်အဲ့တော့ဘာဒီဘလူးဆက်ဖြစ်မလဲလားကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတရက်ကိုရောက်လာမယ်လို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်ကတော့မြင်မိတယ်အဲ့တော့ဒါကာယိုဂက်စ်ဘက်ပြန်လှည့်သွားမှာကာယိုဂက်စ်ဘက်ပြန်လှည့်သွားရင်တော့ကစားသမားကဒီညမှာတိတ်ပြီးတော့ထူးဆန်းဆန်းတော့ဒါကျွန်တော်တို့အဲခုနကကျွန်တော်တို့ဘလူးဆက်စကိုလိုမျိုးဒါကျွန်တော်တို့သူ့နဲ့ခရီးခရီးကတော့မရှိဘူးဒီညမှာဒါကျွန်တော်တို့ ကွဲလွဲတဲ့အချက်ကိုကျွန်တော်နည်းနည်းလေးပြောချင်တယ်ဆက်စကူနဲ့ဒါကျွန်တော်တို့တစ်ဖက်ကဘဘူးအာဗစ်တာကာယိုကက်ဆဲအပြောင်းရှိမှာကာယိုကက်စကအခုလက်ရှိမှာသူကိုယ်တိုင်အတိုင်ပတ်နေတာမဟုတ်ဘူးသူ့ကိုလက်ရှိမှာခေါ်သူ့သူ့လက်ရှိအသင်းကတိုင်ပတ်နေတာဒါကိုကျွန်တော်နားလည်ဘူးလို့လေ တစ်ဖက်ကတော့ကျွန်တော် Sesco က live zack ကိုဒါ Sesco ရောနှစ်ယောက်လုံးကတွင့်နေပုံမှာဂတိကရများနေတာဒါပေမဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ Arsenal ဘက်ကပြန်ကြည့်မြေ Victor Caracas ဆိုတာပုံကိုကြီးရာရသဘောတူညီမှုကအဲ့လောက်ထိ Victor Caracas ဆိုမခက်ခဲဘူး Victor Caracas ကအခုလက်ရှိမှာတပတ်လောက်ကလာတော့2300 9နှစ် plus တစ်နှစ်ကိုချုပ်ဖို့တူက ready ဖြစ်တယ်ကြိုက်တဲ့အတင်လာသူ့အနေနဲ့ဒီဈေးပဲဒီပုံစံပဲဘယ်တော့မှမပြောင်းတည်ဘူး Saudi လာတဲ့ဒီပုံစံပဲဒီတိုင်းမပြောင်းတည်ဘူးဒါပေမဲ့အခုလက်ရှိမှာ Arsenal သင်းတဲ့တကယ်တမ်း Victor Caracas ရဲ့အရှိမတူးနိုင်တဲ့ပြဿနာ Sporting ဘက်ပဲ အာဆိုသေးတဲ့ဦးလက်ရှိမှာဒါကျတော့ဒီတစ်ချိန်မှာဒါကန်လန်မျိုးလက်ရှိမှာဒါအိုကေ Sporting လိုချင်တဲ့ဈေးဖြစ်တဲ့ပေါင်တန်းအိုယူရိုတန်း80ပတ်ချလဲဝင်ကြသူတို့ကန်လန်မယ်တဆုံပြ65 plus 5ပေါ့နော်ယူရိုတန်း80ပတ်ချလဲဝင်ကြညာကန်လန်တဲ့အချိန်မှာကန်လန်ခဲ့တည်ရှိသောကန်လန်လိုက်ပြီဖြစ်ပြီโอเค 85ထပ်တောင်းတယ်အာစနယ်ဘာလို့လို့ရဘာမှလို့လို့မရအောင်အဲ့ဒီညမှာခုနပြောလို့ပဲကစားသမားကိုတိုင်ကလည်းလက်ရှိမှာ contractual ရတာကျွန်တော် စာချုပ်စာတမ်းအရာအသင်းနဲ့ရှိနေသေးတယ်တကယ်တော့အများနဲ့ပြောလို့ပဲဗျာ gentleman agreement ဆိုတာလေအသင်းတွေကအများနဲ့ manipulate လုပ်ခံရတယ်ဘာလို့ကိုယ့်အသင်းမှာလည်းကိုဒါ Harry Kane ခံခဲ့ရတာမှတ်မှတ်ရရပဲ Harry Kane ဒါကျွန်တော်တို့တကယ်တမ်း Manchester City ကိုထွက်မဲ့နှစ်မှာဒါကျွန်တော်အာ Harry Kane တို့ကဒါမှတ်မှတ်ရရပဲ Manchester City ကယူရိုတန်းတို့ပေါင်တန်း100နီးနီးပေးခဲ့မှတ်မှတ်ရတော့ဘနာရို Silver Plus ပေါင်တန်း60တီးကိုစပါးအသစ်တီးပေးခဲ့တယ် ဒိုင်းမစပါတင်ဘက်ကလက်မခံဘူးဟယ်ရီကိန်းကိုအရန်လိုအပ်တယ်အသင်းတော်မှာအဲတော့ကခုနကပေါ့စပါတင်ဘက်ကတခုပြန်လာလို့စပါတင်နဲ့အဲတော့ကဒါအိုးဗာလေနိပြအပြောင်းလဲဖြစ်တဲ့အချိန်မှာနိပြကဒါဘက်ကင်လုတ်ချင်တဲ့သဘောကြောင့်သူဟယ်ရီကိန်းကိုတားခဲ့တာဒါပေမဲ့ကာယိုဂရက်စ်မှာကျတော့အဲ့လိုမဟုတ်ဘူးဒါလက်ရှိမှာရှင်းတယ်ငွေရဲ့သဘောတရားငွေပဲငွေပဲငွေပဲ အဲ့ခုနပြောလို့လက်ရှိမှာတို့ဘဇက်ထဲမှာသူကဆခေါ်တာ65တန်းပဲအာဆနယ်65တန်းပေးခဲ့တာပဲ55ပလတ်10တန်းပေးခဲ့တာပဲမပေးခဲ့တာမှူတာပြီးတော့ခုနပြောလက်ရှိမှာကာယိုကက်ဆယ်အပြောင်းရွှေ့မှာဒါကျွန်တော်လက်ရှိမှာတို့80ပေးမယ်ခုဘက်85ထပ်တောင်းမှာအာဆနယ်ဘာလို့လို့ရဘာဘာလို့လို့မရအောင်အဲ့ခုလက်ရှိမှာဒီနောက်ပိုင်းမှာဒီပြဿနာတွေအတင်းနဲ့တော်တော်များများဖြစ်လာခဲ့တယ်ခုလက်ရှိဂျီမီကစ်တင်ဆက်အပြောင်းရွှေ့လို့ဒီတိုင်းပဲအပထမတန်း60ပေးမင်းတို့ကကလပ်ဘောကအမီဒီစားသမားကိုခေါ်လို့ရမယ်ပြောတယ်တကယ်တန်း60ပေးလိုက်ကောငါတို့60လူတွေခုလက်ရှိမှာ65တန်းဖြစ်ဖြစ်သွားအဲ့တော့ အခုနောက်ပိုင်းอ่ะဗောနော်ဘောလုံးရဲ့အသင်းနေနေအလုပ်လုပ်တဲ့ချင်း of course ခုနောက်ပိုင်းအသင်းနေကလည်းကိုယ့်ရဲ့ကစားသမားဆိုကိုချိုက်စိတ်ခေါ်มาပဲလေဟုတ်တယ်မဒါပေမဲ့ခေါ်တယ်ဆိုတာဗျအောက်မှာလက်ရှိမှာခင်ဗျားကငါပြောသည်တွေ့တယ်ငါပြောသည်ကပြမှာ200ပေါက်တယ်ခင်ဗျားအဲ့ငါပြောသည်ကစောင်းရမ်းမိုက်တယ်ငါပြောသည်မို့လို့ခင်ဗျား400ဒီတူပေးမယ်ဒါပေမဲ့အဲ့ငါပြောသည်တွေ1000တောင်းခင်ဗျားပေးမလားဒါပေမဲ့ပေးမလားကျွန်တော်ပြော1000အဲ့ကြကိုကစားသုံးသူဖြစ်သွားပြီလေဟုတ်တယ်မလားအဲ့တော့လက်ရှိမှာအာဆယ်အသင်းနေနေအခုလက်ရှိဒါကျွန်တော်နောက် ပြဿနာကလည်းပြအာဆိုသိနေတာနှစ်တိုင်းမှာလည်းတို့ပြဿနာကဘာဖြစ်လဲဆိုတော့တိုက်စစ်မှုမရှိလိုက်လို့ဒါချီချော်သွားရလို့အမြင်နဲ့ခံစားရတဲ့နှစ်တွေအများကြီးရှိတယ်။အာဆိုသိနေခုနကကာယဘက်ဒန်ရတဲ့နှစ်တွေ KBO ဂျီဇုကထားလိုက်ပါဒါသမင်းသူဝင်သူတော်ဖြစ်သွား။အဲ့တော့ပြဿနာကလည်းရှိမှာအာဆိုသိနေတိုက်စစ်မှုသာရှိခဲ့မယ်ဆိုရင်ဆိုတဲ့ if scenario က Arsenal သင်ပရိသတ်တွေခဏခဏတတ်တာဖြစ်တယ်။အဲ့တော့ပြဿနာကလည်းရှိမှာဒါ Arsenal သင်ကိုဒီပရိသတ်တွေရဲ့လူချင်းမှုကိုလည်းရှိ market ရဲ့ demand ရအောင်တဖက်အတင်းတွေအတိထားပြီးသားဖြစ်တယ်။အဲ့တော့ Arsenal အတင်းတိုက်စစ်မှုတော့လာပြီးဆိုရတယ်ပြဿနာလည်း Arsenal အတင်းကအရင်ကတည်းကဒါ Harvest တို့ပါတော့ကျွန်တော်က ရိုက်ဆိုဘောင်းတော့တတ်တရာပြီးနိုင်ခဲ့တာအာဆနိုတဲ့ပတ်စံမပြီးနိုင်စရာအကြောင်းမှမရှိတာဆိုတော့ logic ကြီးကဒီအသွင်းတွေကြားထဲမှာ define ဖြစ်နေတယ်အဲ့ဒါကလက်ရှိမှာအကြီးမားဆုံး problem ဖြစ်တယ်အဲ့တော့အာဆနိုတဲ့ဒီပြဿနာကိုတို့တော်တော်လေးကိုရှင်းယူရမယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်အခုလက်ရှိမှာရူဒီကိုအကြောင်းနည်းနည်းလေးထပ်ပြီးပြောအောင်အဲ့တော့ရူဒီကိုတော့လက်ရှိမှာအာဆနိုတဲ့အခုချိန်ထိလက်မလျှော့သေးဘူးလို့သိရတယ်တဲ့မှာပါတယ်အဲ့ဒါကျွန်တော်ရူဒီကိုအနေနဲ့ဒါကျွန်တော်မနစ်ကလာလီဂါရဲ့ပွဲစဉ်မှာအန်ဆယ်လော်တီရဲ့လက်အောက်မှာဒါကျွန်တော်အရန်ကြီးမတောက်ပတ်ခဲ့ဘူးမတောက်ခဲ့ဘူးဆိုတော့သူ့နဲ့ဒန်ယာဒီနဲ့ကိုဒါကျွန်တော်လက်ရှိအခြေအနေတွေအရတော့တိုင်ပတ်ခဲ့တယ်အခုလက်ရှိဇာဘီအလွန်ဆိုးရဲ့လက်အောက်မှာတော့ဒါကျွန်တော်အခြေအနေတွေပြ ြန်ပေးမယ်လို့မျှော်လင့်ထားခဲ့ပေမဲ့တကယ်တမ်းအခုလက်ရှိမှာဒါကျွန်တော်တို့ကန်ခဲ့တဲ့ပွဲတွေမှာတော့ဒါကျွန်တော်တို့တပွဲပဲပွဲထွက်ခွင့်ရခဲ့တယ်အဲ့တော့တေချာတကွာဒီတိုင်းဆိုသူ့အနေနဲ့ဒါလက်ရှိဟိုဘယ်လိုပြောမလဲအခြေအနေမကောင်းဘူးဗျာနေရာရဖို့အဲ့တော့ ခုလက်ရှိမှာအသင်းကပြန်လည်ပြီးထွက်ဖို့အတွက်နာမည်တွေပြန်ပြန်ပြီးကြီးနေပြန်ပြီလို့သတင်းတွေထွက်လာခဲ့တယ်။အဲ့တော့ Arsenal အသင်းကခုလက်ရှိမှာ Rudy Gueye ပုံကိုကြီးရသဘောတူညီမှုရဖို့အတွက်တောက်လျှောက်ဒါကျွန်တော်ဆွေးနွေးနေစေဖြစ်တယ်။အဲ့တော့ဒီနေရာမှာတခုဖြစ်သွားနိုင်တဲ့အကြောင်းက Rudy Gueye သာဒါကျွန်တော်တို့ Arsenal အသင်းကိုရောက်လာခဲ့မယ်ဆိုရင်အဓိကပြဿနာတစ်ခုကဘာဖြစ်လာနိုင်လဲဆိုတော့ Martinelli ကို Arsenal အသင်းရောင်းသွားနိုင်တဲ့အနေအထားတစ်ခုရောက်သွားနိုင်တယ်။ မာတင်နယ်လီခိုးနေကကျွန်တော်ပြောခဲ့လို့ပဲဒါဘိုင်ယန်မြူးနစ်တင်ကစိတ်ဝင်စားတဲ့ကြောင့်လို့ဘိုင်ယန်မြူးနစ်ကိုဒါကျွန်တော်မာတင်နယ်လီကိုရောင်းရတဲ့ပတ်စံကမှဒါကျွန်တော်ငွေသားလေးနည်းနည်းထပ်ပြီးအက်တော်လုပ်ပြီးတော့ရူဒီโกဝယ်ပေါ့လက်ရှိမှာဒါကျွန်တော်လက်ရှိအဲတစ်ဖက်ကတောင်းတဲ့ဈေးဘာညာတော့တရင်မထွက်သေးဘူး Transfer Market ဈေးရဆိုတော့ရူဒီโกကဒါယူရိုတန်90ဈေးရှိတယ်စာအုပ်တန်းရလည်းနောက်ထပ်3နှစ်တောင်ကျန်နေသေးတဲ့အတွက်ကြောင့်မို့ဒါတစ်ဖက်က Real Madrid ကြိုက်ဈေးကုန်ရမယ်နေထားမှာကျွန်တော်အာဆန်အသင်းနဲ့ဒီအပြောင်းအရွှေ့မှာဘာတွေများလုပ်သွားမှာအဲ့တော့တချို့သောကောလာဟာလာတွေမှာ ကျွန်တော်အာစနယ်ရဲ့ကစားသမားတယောက်ကိုကြိုက်နေဆိုအကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်။အဲ့ဒီအခြေအနေတွေကိုလည်းဒါအခွင့်ကောင်းယူသွားနိုင်တယ်ဆိုတဲ့သတင်းတွေလည်းတောက်လျှောက်ထွက်ပေါ်နေခဲ့တယ်ဆိုတာကိုပြောပြရစီ။လောက်ပါပဲ။ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4U တို့မှာကျင်းလို့ဆိုတာပေါင်းကူညီလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ပြ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းမျိုးကျွန်တော်မျှဝေကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့။များများကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။ ကောင်းမွန်သောနေလေးတနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာအေးအေးဆေးဆေးတွေ့ကြရပါဘို့အားလုံးကြိုတူပါမယ်မက်ကလီပြောင်းပြမြတ်မြတ်ကလစ်မှာမြန်နာဖြစ်ပါတယ်ဒေးဖော်ပါဗျ